ဆိုရင်ဒါ NUCC တို့လို့တနိုင်ငံလုံးသဘောတူတဲ့ဖွဲ့စည်းပုံဟာမျိုးချာတာဟာမျိုးအဖြစ်ရှာတဲ့ချင်းမျိုးမဟုတ်ဘဲနဲ့စီးကနာပူပေါင်းနိုင်ဖို့အတွက်အထောက်အကူပြုမဲ့နိုင်ငံကြီးအပေးယူတချို့ဟာမျိုးဂျန်တဲ့အဖွဲ့ဝင် member တွေကြားအဖွဲ့ဝင်ဖြစ်လာမဲ့ဒေါ်လာကြီးအများစုတွေကြားမှာလှုပ်ဆောင်သွားမဲ့သဘောမျိုးလားအထူးဖြင့်ဗမာဒီတာပေါ့နော်မြန်ပြန်ဒီတာမှာကျွန်တော်တို့တွေပြန့်ကျဲနေတဲ့ဒေါ်လာကြီးတစ်ဖွဲ့တွေရှိတယ်အများကြီးပဲ ဆိုတော့ကျွန်တော်တို့အအဓိကအဖြစ် LDF တွေပေါ့ဗျာ local အဖွဲ့တွေပေါ့နော်အများကြီးရှိတယ်ဆိုတော့ဓာတွေကကျွန်တော်တို့ကဒီအခုဆို၄နှစ်ကျော်၅နှစ်လောက်ရှိပြီစုစည်းပြီးတော့တပ်ပေါင်းစုပေါ့ဗျာကျွန်တော်တို့လှုပ်ဆောင်နိုင်ရမယ့်အနေထားကချက်ခဲ့ရမှာဒီလိုတွေဖြစ်ဖို့လဲကျွန်တော်တို့ကတောက်လျှောက်တိုက်တွန်းနှိုးဆော်လာခဲ့တိုးတော့ယနေ့ကျွန်တော်တို့၅နှစ်တာကာလပြည့်တော့မယ်ဒါကိုမလှုပ်ဆောင်နိုင်သေးဘူးမလှုပ်ဆောင်နိုင်သေးဘူးဆိုတော့ကျွန်တော်တို့ဓာတွေကမဖြစ်မနေလိုရတော့မယ့်အနေထားဖြစ်လာဆိုတော့ဒေါ်လာရေးကာလ နိုင်ငံရေးသည်ကျွန်တော်တို့စစ်နိုင်တိုက်ရေးဖြစ်တဲ့ဆိုတဲ့အစိုးအမိန့်အတိုင်းကျွန်တော်တို့ကစစ်ကိုနိုင်အောင်တိုက်ကြမှာရစစ်ကိုနိုင်မှသာဒီကျွန်တော်တို့တွေဖြစ်ချင်တဲ့နိုင်ငံရေးပုံစံนี่เนาะကျွန်တော်တို့တွေဖြစ်ချင်တဲ့ Federal Democracy ဆိုတာကိုကျွန်တော်တို့ကလှုပ်ဆောင်နိုင်မှာဖြစ်တယ်ဆိုတော့မဖြစ်မနေကျွန်တော်လောက်ရမယ်လက်ရှိလောလောဆယ်ဒီပုံစံအတိုင်းနဲ့သွားလို့မရတော့ဘူးသွားလို့ရှိရင်ကျွန်တော်တို့ကတော်လန်ရေးကြီးသာလျှော့သွားနိုင်တဲ့အနေအထားရှိတယ်ဒါကလက်ရှိမြေပြင်အနေအထားပါတပတ်မှာမေရောက်လိုင်းကလည်းပြန်လဲစုဖွဲ့ပြင်ဆင်မှုတွေနဲ့ အတူတူပဲဒီ2025မှာကျွန်တော်တို့နောင်ချူတို့မူပြဲတို့ကိစ္စတွေဆိုတာရှိတရားပါစစ်ကောင်စီဘက်ကသူ့ရဲ့အားနည်းချက်တွေအတွက်ပြင်ဆင်စုပွဲမှုတွေသူတို့လုပ်နိုင်တယ်ဒါကလည်းတစ်ဖက်သက်အပဟန်းယူထားတဲ့ပုံစံလည်းဖြစ်ပါတယ်အဲ့တော့သူတို့ကမဖြစ်မနေစစ်မှုထမ်းဥပဒေနဲ့မြန်မာပြည်သူတွေကိုအတင်းအကျပ်မြန်မာပြည်သူတွေအားလုံးကိုစစ်မှုထမ်းခိုင်းတဲ့အနေအထားရှိတယ်ရှိတော့သူတို့ရဲ့လိုအပ်တဲ့နော်သူတို့ပြုံးတီးသွားတဲ့စစ်သားတွေရဲ့နေရာမှာ ပြည်သူတွေကိုအစားထိုးတာအခုဆိုသိန်းကနလာတီဖြစ်နေဒါပြင်ကိုနောင်တစ်ချိန်မှာသူတို့ကအရွယ်ရောက်သူတိုင်းကိုမထစ်မနေစစ်မှုထမ်းခိုင်းမယ်ဆိုတဲ့အဓိဋ္ဌာန်ဒီကျွန်တော်တို့သတင်းတွေကြားရတယ်အဲ့တော့သူတို့အတွက်ပြုံးတီးသွားတဲ့သူတို့ရဲ့စစ်သားတွေရဲ့နေရာမှာပြည်သူတွေနဲ့အစားထိုးပြီးတော့အဲ့ပြည်သူတွေကိုရှစ်တန်းကိုပုတ်အသေးခံခိုင်းလူသားဒိုင်းကတွေလူသားမန်ရှင်နဲ့ဂရိယာဖြစ်သူတို့အကုန်ပြပြီးတော့နော်လူအင်အားကိုဖောဖောတီတီတုံးလက်နက်အင်အားကိုဖောဖောတီတီတုံးပြီးတော့ပြန်လဲလှုပ်ဆောင်လာတာတွေရှိတယ် ဒါဒီအရှိတရားဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီအရာကိုဘယ်လိုတုံ့ပြန်မလဲကျွန်တော်တို့ဒီပုံစံတိုင်းသွားလို့တော့မဖြစ်ဘူးကျွန်တော်တို့လုံကြမှာဖြစ်မယ်ဆိုတော့အဓိကကကျွန်တော်တို့တွေအကုန်လုံးစုပေါင်းပြီးတော့စုစုစည်းစည်းနဲ့ကျွန်တော်တို့လုံနိုင်လို့ရှိရင်ဒီအဂျမ်ဘတ်စစ်တပ်ကိုကျွန်တော်တို့ကောင်းကောင်းလေးနှောင့်နိုင်တယ်အဲ့တော့ကျွန်တော်တို့မှာစိတ်ဓာတ်တွေရှိတယ်လူအင်အားတွေရှိတယ်ဆိုတော့တခြားဒေသမကြီးနဲ့ကျွန်တော်တို့အညာဗမာဒေသမှာကိုအများကြီးရှိတယ်ဆိုတော့တကယ်လို့များကျွန်တော်တို့ကဓာတ်တွေကိုစုစည်းနိုင်မယ်ပေါင်းစပ်နိုင်မယ် မဟာမိတ်တွေဖွဲ့နိုင်မယ်မိဘတွေလုံနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တပ်ပေါင်းစုတွေဖြစ်လာမယ်အဲ့တပ်ပေါင်းစုတွေနဲ့နော်စေရေးအရာကျွန်တော်တို့ပေါက်ဆက်ညှိနှိုင်းပြီးတော့ရန်သူကိုကောင်းကောင်းပြန်ပြီးတော့ချိန်မုံလို့ရတဲ့အနေအထားတွေရှိတယ်ဆိုတာကိုကျွန်တော်တို့မြင်ရတယ်ဒါတွေကိုလုတ်ဖို့เนาะကျွန်တော်တို့တွေပြောလာခဲ့တော့လေလုံနိုင်ခြင်းမရှိဘူးလုတ်ခြင်းမရှိတဲ့အခါမှာကျွန်တော်တို့မဖြစ်မနေလိုရတဲ့အနေအထားဖြစ်တယ်အဲ့ဒီကနေတစ်ဆင့်ကျွန်တော်တို့တွေဒီဗမာတိုင်းသားတွေမဟုတ်ဘူး ကျွန်တော်တို့ဂျန်နဲ့ဒိုင်းသားအကုန်လုံးဒေါ်လာ8တဖွဲ့ကြီးအစုအဖွဲ့တွေနဲ့လည်းပူးပေါင်းပြီးတော့မဟာမိတ်မိဖက်ဆက်ဆက်ရေးနဲ့အဲလှုပ်သွားခြင်းနဲ့ဆန္ဒတွေရှိတယ်။ဆိုတော့အဓိကကတော့ကျွန်တော်တို့စစ်အနိုင်တိုက်ရေးစစ်အောင်နိုင်ရေးကို အခြေခံပြီးတော့အရာအောင်မြင်ရေးအတွက်ကိုကျွန်တော်တို့ကအဖွဲ့စည်းအားလုံးနဲ့အစုအဖွဲ့အားလုံးနဲ့မိဖက်ဆက်ဆက်ရေးနဲ့တွားပြီးတော့ဒေါ်လာ8ကို အောင်မြင်အောင်လှုပ်ဖို့အဓိကရည်မှန်းချက်ရှိပါတယ်ခင်ဗျ။ဟုတ်ကဲ့ကျေးဇူးပါ